အားလုံးပဲမင်္ဂလာပါခုနကသားများအားလုံးစိတ်ချမ်းသာရေကိုကြီးကျမ်းစာနေရှိကြပါစေ။အဲဒီနေ့ကကျွန်တော်ပြောပြချင်တာလေးတစ်ခုရှိတယ်ဗျ။အားဒါကအထုသူရဲ့မမီးတို့အနေနဲ့အဋိဌာန်နေဝင်နေနေရမှာတူတူတောင်နဲ့မတူတဲ့အဋိဌာန်လေးတွေရှိတယ်။အဲတော့အားလုံးပြုံပြီးလှုပ်လို့ရတဲ့အဋိဌာန်တွေရှိသလိုသူကနာမည်အရလှုပ်လို့ရတဲ့အဋိဌာန်လေးတွေရှိတယ်။နော်။အဲ့ဒီအဋိဌာန်လေးတွေအကြောင်းကျွန်တော်တို့ကပြောပြချင်တာ။အဲ့တော့ နာမည်တွေနဲ့ပတ်သက်တဲ့အဓိဋ္ဌာန်တွေကိုကျွန်တော်တို့လုံရင်ပို့ထိရောက်လွယ်တယ်။ဘာလို့ဆိုနာမည်ကလူခေါ်များတဲ့ဖြစ်တဲ့အတွက်နေနံဆိုတာမျိုးထက်ဆိုရင်နာမည်ကလူသိတယ်ဗျာ။ဒီလူတယောက်ကဘာနေသားလဲမသိဘူး။ဒါပေမဲ့သူ့နာမည်ကိုလည်းသိကြတယ်လေ။နော်။အဲ့တော့နာမည်ကပို့ပြီးတော့လွယ်ကူတယ်။ရေရာလုံရင်အစီရင်လုံရင်အဓိဋ္ဌာန်ဝင်ပို့ထိရောက်လို့ရှိတယ်။အဲ့တော့နာမည်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာနာမည်ရဲ့အနောက်မှာအောင်လို့အေးလို့အောလို့အီလို့တနင်္ဂနွေနံနဲ့ပိတ်ထားတဲ့နာမည်တွေအစမှာမဟုတ်ဘူးနော်။အနောက်မှာနာမည်အဖျားစလုံးလို့လည်းခေါ်တယ်။နာမည်အပိတ်စလုံးလို့လည်းခေါ်တယ်။ တင်တဲ့ကိုနေနိုင်တဲ့ပိတ်ထားတဲ့သူတွေတော်တော်များများဘလို့အဋ္ဌာမျိုးတွေဝင်တဲ့လဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့နော်ဖယားရှင်ရဲ့ဂုံတော်ကြီးနဲ့ပတ်သက်ပြီးတော့အဋ္ဌာန်တွေဝင်တဲ့ဂုံတော်ကြီးထဲမှာမှာတော့အူးဖျားဆုံးဖြစ်တဲ့ဂုံတော်ကြီးနဲ့ပတ်သက်တဲ့အဋ္ဌာန်တွေဝင်တဲ့ဒါထားပါတော့ဖယားရဲ့ဂုံတော်၉ပါးရှိတယ်ဂုံတော်၉ပါးထဲမှာကျွန်တော်တို့ကပရဟံဂုံတော်ဟာနံပါတ်၁ဂုံတော်ဖြစ်တယ်ဒါကြောင့်ပဲနာမည်ကိုတင်တဲ့ကိုနေနိုင်တဲ့ပိတ်ထားတဲ့လူတွေကအရဟံဂုံတော်ကိုထုံလျောင်ပွားတဲ့ အဲ့ဒါအပြင်ဖះရှင်ပထမဦးဆုံးတရားဦးဟောခဲ့တဲ့တရားဓမ္မဆက်ကြเนาะဖះဖြစ်ပြီပထမဦးဆုံးဟောတာဓမ္မဆက်ကြဒါကြောင့်ပဲနာမည်ကိုတင်းတင်းကိုနေနဲ့ပိတ်ထားတဲ့လူတွေကဓမ္မဆက်ကြเนาะအမြဲရွတ်တဲ့နေဓမ္မဆက်ကြအနတ္တလက္ခဏာတော့ပေါ့ဒါတွေကအမြဲရွတ်တဲ့နေဒါဖះပထမဦးဆုံးစပြီးဟောကြားခဲ့တဲ့တရားတော်ဖြစ်တယ်အဲ့လိုပဲနာမည်ကိုတင်းလာနဲ့ပိတ်ထားတယ်ကြော်လို့လို့ကောင်းလို့လို့ခန့်လို့လို့ခိုင်လို့လို့ နော်ငားနဲ့ငိမ့်တာမျိုးတွေငားငယ်နဲ့ဂျူးတာမျိုးတွေဒီလိုနာမည်မျိုးတွေဖြစ်တယ်နာမည်နောက်ဆုံးမှာဘာနေသားသီးမဆိုနော်နာမည်နောက်ဆုံးမှာတဲလာနန်နဲ့ပိတ်ထားရဲဆိုရင်အဲ့လိုလူတွေကမေတ္တာနဲ့ပတ်သက်တဲ့အဋ္ဌထန်တွေဝင်ရတယ်တဲ့မေတ္တာနဲ့ပတ်သက်တဲ့အဋ္ဌထန်တွေဒါကြောင့်ပဲမေတ္တာတုတ်တွေရွတ်ထားမျိုးတွေနော်မေတ္တာကံပဋ္ဌာန်းတွေပွားများတာမျိုးတွေဟိုမေတ္တာနဲ့ပတ်သက်တဲ့သိချာချာဟိုကံပဋ္ဌာန်းမေတ္တာပို့နည်းတွေကိုအရင်ဆုံးကျွန်တော်တို့သင်ယူပြီးတော့မေတ္တာနဲ့ပတ်သက်တဲ့အဋ္ဌထန်တွေဝင်ရတယ် တော့အဲ့ဒီအဋိဌာန်တွေဝင်နေတဲ့ကာလအတွင်းမှာလည်းကျွန်တော်တို့ကရင်းနေသရဝါလေးတွေအစာကျွေးတာမျိုးတွေငားလေးတွေဝယ်လှုပ်ပေးတာမျိုးတွေဖျားအောင်တောက်တော်ကြီးကတ်တာမျိုးတွေရဟန်းတန်ငါးတွေကိုရေလှူတာမျိုးတွေအဲ့လိုမျိုးလေးများများလှုပ်ပေးကြီးကိုဝင်တဲ့အဋိဌာန်ကိုအခက်အခဲတစ်ခုခုအတွက်အဋိဌာန်ဝင်တာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည့်မြောက်အဆင်ပြေလွယ်တယ်အဲ့တော့နာမည်တော်တဲလာနဲ့ပိတ်တာနဲ့မေတ္တာနဲ့ပတ်သက်တဲ့အဋိဌာန်တွေဝင်ပါနော်အဲ့တော့နောက်ပြီးနာမည်ကိုကျွန်တော်တို့အင်္ဂါနဲ့ပိတ်ထားတဲ့နာမည်တွေနောက်ဆိုးလို့လို့ဇော်လို့လို့နာမည်မျိုးတွေ ဲ့နောက်မှာဇင်နဲ့ပိတ်ထားတဲ့နာမည်မျိုးတွေညံနဲ့ပိတ်ထားတဲ့နော်ညလေးနဲ့ညံနဲ့ပိတ်ထားတဲ့နာမည်မျိုးတွေညီနဲ့ပိတ်ထားတဲ့နာမည်မျိုးတွေဒါတွေကကြတော့အင်္ဂါနံနဲ့ပိတ်တဲ့နာမည်ရှင်တွေဖြစ်တယ်ဒီနာမည်ရှင်တွေအတိတ်ကဝင်တဲ့ခါကျရင်ကျွန်တော်တို့ကအထူးသဖြင့်ကျွန်တော်တို့အာနာပါနာကိုပို့ပြီးတော့ရှုတဲ့နယ်အာနာပါနာနဲ့ပတ်သက်တဲ့ကမ္မထမ်းတွေကိုကျွန်တော်တို့ပို့လို့တဲ့နယ်အဲ့ဒါပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့ထိရောက်တယ်ဝိသိတ်တဲ့အခါမှာဆိုလဲကျွန်တော်တို့ဝိသာစရဏတမန်တော်ဂုံတော်ကိုဝိသိတ်တာ အကောင်းဆုံးပဲပရိစိတ်ဘေးဒိဋ္ဌံဝင်နေတာဝိသသနာတမန်တော်ဝိသသနာတမန်တော်ဒါကိုပရိစိတ်တာအကောင်းဆုံးပဲဒါအပြင်ကျွန်တော်တို့တဏ္ဍဂုံ၃ပါးနော်တဏ္ဍဂုံ၃ပါးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဋ္ဌိဌံဝင်တာမျိုးတွေအကောင်းဆုံးပဲနာမည်ကိုအင်္ဂါနဲ့ပိတ်ထားရင်အခုပြောတဲ့ဟာတွေကအကောင်းတဲ့ဝိသသနာတမန်တော်လို့နော်တဏ္ဍဂုံ၃ပါးလို့နော်အာနာပါနာတတိလေးကပ်ပြီးတော့အချိန်ပြည့်နေတာမျိုးတွေကအကောင်းဆုံးနော်ကိုယ်နာမည်နဲ့အလိုက်ဆုံးပို့ပြီးတော့ ဟိုဘလို့အဋိဌာန်အောင်မြင်လွယ်တယ်ကိုနဲ့အဆက်တဲ့အဋိဌာန်နေဖြစ်တယ်ဘာလို့ပဲနာမည်ကိုကျွန်တော်တို့ဗုဒ္ဓဘုံနဲ့ပိတ်ထားတယ်နာမည်နောက်ဆုံးမှာလွင်ပေးထားတယ်နာမည်နောက်ဆုံးမှာဝေနဲ့ပေးထားတယ်နာမည်နောက်ဆုံးမှာဝင်းနဲ့ပေးထားတယ်နာမည်နောက်ဆုံးမှာရီနဲ့ပေးထားတယ်နာမည်နောက်ဆုံးမှာရဲတို့နော်ရင်တို့ရဲရင်တို့နဲ့ပေးထားတယ်ဒီလိုနာမည်ရှင်တွေကြတော့ပရမနိလန်းနေနဲ့မတူဘူးမတူဘူးအခုဒီဂုံတော်ကြီးပွားတဲ့ခါမှာကြတော့အဲ့လိုလူတွေကသူကတော်ဂုံတော်ကိုကျွန်တော်တို့ပွားရတယ် တုတ်ကတော်တုတ်ကတော်တုတ်ကတော်ဆိုပြီးတော့ကျွန်တော်အဋိဌာန်ဝင်ရတယ်တုတ်ကတော်ကုန်တော်အဋိဌာန်ဝင်ရတယ်အဲ့အဋိဌာန်ဝင်နေစဉ်အတွက်မှလည်းကျွန်တော်တို့ကဝစီဒူးစရိုက်၄ပါးကိုရှောင်ရတယ်နော်အဋိဌာန်ဝင်နေတဲ့စဉ်မှာဝစီဒူးစရိုက်၄ပါးကိုရှောင်ရတယ်အဲ့လိုပဲဗုဒ္ဓဟူအပိတ်နာမေရှင်ကြီးကဘဝတလျှောက်လို့မှာဒီဝစီဒူးစရိုက်၄ပါးကိုရှောင်နိုင်ရင်အခက်ခဲနေလိမ့်မယ်အဲ့တော့ဝစီဒူးစရိုက်ဆိုတာတည့်တဲ့အတိုင်းပဲဗျမုတာဝါဒလိန်လေတဲ့စကားတွေဒါပိတုနာဝါဒဆိုတဲ့ ဂုံးတိုက်တဲ့စကားတွေဖုဒ္ဓဝါသာဆိုတဲ့ဆဲရတဲ့စကားတွေတမတ်ဖလာဆိုတဲ့အနှစ်မရှိတဲ့စကားတွေဒါတွေကိုဗုဒ္ဓဖူအပိတ်နာမည်ရှင်တွေကတသက်သာရှောင်တဲ့ဒါဆိုနာမည်ဗုဒ္ဓနဲ့ပိတ်ထားတယ်သူများအိမ်နဲ့စာရပို့ပြီးမလိမ်နဲ့ပို့ပြီးမဆဲနဲ့ပို့ပြီးတော့ဂုံးမတိုက်နဲ့ပို့ပြီးတော့အနှစ်မရှိတဲ့အလေလိုက်တဲ့စကားတွေမပြောနဲ့နော်ဒါလေးတစ်ချက်ပြောပြချင်တာဖြစ်တယ်အဲ့တော့နာမည်ရဲ့နောက်ဆုံးကျွန်တော်တို့ကစာသားရင်းနဲ့ပိတ်ထားတဲ့နာမည်နာမည်ရဲ့အပိတ်မှာပိုင်လို့လို့ဖြိုးလို့လို့နော် ဘူတို့လို ဖုံးတို့လိုမင်းတို့လိုမောင်တို့လိုမြစ်တို့လိုစသဖြင့်နာမည်အစုံးမှာဂျာရင်းနဲ့ပိတ်ထားတဲ့သူမျိုးတွေဂျာတာပတိဆိုတာပညာဗျအဲ့တော့ပညာအဋ္ဌထံကိုကျွန်တော်တို့ကဝင်ကြရတယ်နော်ပညာအဋ္ဌထံဆိုတာဘယ်လိုဟာမျိုးလဲဆိုတော့ဂုံတော်ယူထဲမှာဆိုရင်တရားလုံးစုံကိုသိမြင်တော်မူတော့မြတ်စွာဘုရားနော်တရားသိတာပညာသိတာအဲ့တော့ဂုံတော်ရဲ့ထဲမှာတမန်တမုတ်တော်ဂုံတော်ဆိုတာရှိတယ်။အရဟံပြီးတော့တမန်တမုတ်တော်။ဒါကြောင့်ပဲတမန်တမုတ်တော်ဂုံတော်ကိုကျွန်တော်တို့ကဗတိစိတ်ကပြီးရင်ကျွန်တော်တို့မဟာသမယတုတ်တန်လို့တုတ်တော်ကြီးကျွန်တော်တို့ ရွတ်ဖတ်ပူဇော်ရတယ်ပူဇော်ရတယ်အဲ့တော့တမန်တမုတ်တော်ကုံတော်အဋ္ဌထံဝင်မယ်ဖျားရှင်ရဲ့ပညာတွေကိုအလေးနဲ့ထားပြီးတော့အဋ္ဌထံဝင်တာမျိုးတွေလုပ်တင်တယ်ဖျားရှင်ညံကြီးကြီးနဲ့ဖြည့်ရှင်ခဲ့တဲ့တုတ်တန်တွေကိုစိတ်ထဲမှာအောက်မေ့ပြီးတော့အဋ္ဌထံဝင်တာတွေတမန်တမုတ်တော်ကုံတော်ရွတ်ပွားတာမျိုးတွေလုပ်တင်တယ်နော်ဒါအကောင်းဆုံးနမနဲ့အလိုက်ဆုံးအထီးရောက်ဆုံးဂုံတော်ပွားတဲ့ယတရားတွေဖြစ်တယ်နောက်ပြီးနမေကိုတောက်ကြာနဲ့ပိတ်ထားတဲ့လူတွေနော်နမေရဲ့နောက်ဆုံးပါဗျာတီတို့လိုတော်တို့လိုတန်တို့လိုတန်တို့လိုဟန်တို့လိုဟိန်းတို့လိုနမေရဲ့အပိတ်မှာအရှိမဟုတ်ဘူး ဲ့လိုပိတ်ထားတဲ့နာမည်ရှင်တွေကြတော့ကျွန်တော်တို့ကအကောင်းဆုံးအဋ္ဌိဌံကဘာလဲဆိုတော့ဘဂဝါကုံတော်ပါဘဂဝါကုံတော်ကိုပရိစိတ်ကဘုံတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားပါဘဂဝါဆိုတာဣတရိယဓမ္မယတ္တတိတိကာမပရတ္တဆိုတဲ့ဘုံတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဒါကုံတော်ရဲ့အနတ္တိပဲဘဂဝါကုံတော်ကိုကျွန်တော်တို့ကရွတ်ပွားရတယ်ပူဇော်ရတယ်ဖုရားရှင်ရဲ့ကြံရင်လက္ခဏာတွေလက္ခဏာတော့32ပါးဆိုတာရှိတယ်အဲ့ဒါလေးတို့သေချာဖတ်ပြီးဖုရားရှင်ရဲ့နော်တပ်ပယ်တဲ့ကြီးညိုစရာကောင်းတဲ့နော် ဖျားရှင်တွေရဲ့ရှေ့မှာဒိတ်ထန်ဝင်ရတယ်ဒါအနောက်မှာဆိုရင်ကျွန်တော်တို့ဖျားရှင်ရဲ့တပ်ပယ်စွာစံပယ်တော်မူနေတယ်အဲ့လိုနေရာတွေမှာအဓိဋ္ဌာန်ဝင်ရပါတယ်နော်အဲ့ဒါတွေကပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့အဓိဋ္ဌာန်အောင်မြင်လွယ်တယ်အဲ့တော့ဖျားရှင်ရဲ့တပ်ပယ်နေတဲ့မျက်နှာတော်လေးကိုကြည့်ပြီးအဓိဋ္ဌာန်ဝင်ကြည့်တောက်ကြနဲ့ပိတ်ထားတဲ့လူတွေကပို့ပြီးအဓိဋ္ဌာန်အောင်မြင်တဲ့အဓိဋ္ဌာန်မှာပြင်းရည်ရအောင်မျိုးမဖြစ်တော့ဘူးနော်ဘဂဝါကုံတော်လေးကိုပရိစိတ်မယ် နော်ဒီလိုမျိုးလုံးကြည့်ပါအဲ့တော့ကွာအဋ္ဌံဝင်နေတဲ့ကာလမှာဖះကိုရေတက်ပဲပေးတာမျိုးတွေနော်အိမ်ရဖះတွေမှာရွှေဆိုင်ရွှေတင်ငန်းတွေကွာနေရဆိုရင်ရွှေဈေးတွေပြန်တုတ်တာရွှေဆိုင်တွေပြန်ကတ်တာမျိုးတွေနော်ဒီလိုမျိုးတွေလုပ်ပေးရတယ်နော်ဖះအကြောင်းဆောင်ကိုတန့်ရှင်းလုပ်တာတယ်အဋ္ဌံဝင်နေစဉ်ကာလမှာအဲ့လိုပဲနှီးစက်ရဖះစီတည်းရဲ့အတက်ပဲကျင်းစုတရားကောင်းတဲ့ဖះကစားောင်းနေရှိမှာဒိဋ္ဌံပရိစိတ်တာမျိုးတွေဒီလိုမျိုးတွေလုပ်ပေးရတယ်အဲ့ဒါပို့ပြီးတော့အောင်မြင်လွယ်တယ်အဋ္ဌံလည်းအောင်မြင်ပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေပို့ပြည့်လွယ်တာပေါ့ဗျာ နောက်ပြီးနာမည်ကိုကျွန်တော်တို့စနေနဲ့ပိတ်ထားရတဲ့လူတွေတင်တို့လို့ထွန်းတို့လို့ထွတ်တို့လို့เนาะနိုင်တို့လို့နှွေးတို့လို့စသဖြင့်ပြောပါနာမည်နောက်ဆုံးမှာကျွန်တော်တို့စနေနဲ့ပိတ်ထားရတဲ့လူတွေကြတော့ပဋ္ဌာန်းရုပ်ကတာဗျာเนาะပဋ္ဌာန်းအကျဉ်းအကျယ်ပေါ့ဗျာ24ပစ္စည်းဒါမှမဟုတ်ပဋ္ဌာန်းအကျယ်เนาะဒီလိုမျိုးတွေကိုကျွန်တော်တို့ကအထိတ်တန်ဝင်ရတယ်เนาะအဲ့ဒါကအကောင်းဆုံးပဲနောက်ပဲကျွန်တော်နာမည်ကိုစနေနဲ့ပိတ်ရင်ပဋ္ဌာန်းရုပ်ပါအမြဲပြောလို့ရှိရင်เนาะအဲ့ဒါကအကောင်းဆုံးအထိတ်တန်နေမှာ ပါပါတယ်။ဒါကြောင့်ပထမဆုံးများရုပ်ပါလို့ကျွန်တော်ကတော့တိုက်တော့ပါတယ်နော်။ဒီလောက်ဆိုရင်ကျွန်တော်တို့သဘောပေါက်မယ်ထင်ပါတယ်ဗျ။နော်အားလုံးပဲကျွန်တော်တို့အထိတ်ထားဝန်ထမ်းကြပါစေလို့ဆုမကောင်းတောင်းပါတယ်။